စာမျက်နှာ269အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel ကကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စာဖတ်သူသူရတင့်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့စောရာတပြင်းဝတ္ထုထဲမှာဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရာတပြင်းဒီစတိတ်မြို့ကြီးတစ်မြို့တွင်ရာရှိကြီးများနှင့်လူကုန်တန်များသာပါဝင်သောမြို့မှာကလတ်ကြီး၌ ညနေ6နာရီခန့်ကစ၍အဝိုးအစားတပြောင်ပြောင်နဲ့လူများစီကနေတယ်။ဖြူစင်သောစပွဲခင်းများနဲ့ဒီယာပလင်းဝီစကီရေခဲဖန်ကွက်ညီးစီယာတို့ကလူကြီးလူကောင်းတို့ကိုစောင့်စားနေဟန်ရှိတယ်။ကလပ်ရဲ့ကွင်းပြင်တနင်္လာ၌အငိမ့်စင်တစ်ခုကမပြင်းမစင်ရသေးသော6လုံးပတ်ပတ်တလားနှင့် အခြားကရိယာများစုပုံ၍နေတယ်။စတတိဦးကြွား KIH ဘွဲရ၍ ဒင်နာပါတီကျွေးလင်မီဟူသောသတင်းမှာလွန်ခဲ့သော3ရက်ခန့်ကကြော်ကြားနေတယ်။မော်တော်ကားမိရထားတို့ဖြင့်ကြွာရောက်ကြသော ပရိသတ်တို့ကကလတ်သူရောင်းလွှင့်ပြီးသူများနဲ့ရော်ရော်နှွန်းနှွန်းနေရာယူလျက်ရှိကြတယ်။စောစောအချိန်၌ကဘီယာအရက်ကြိုက်ရာမေးပြီးဘေးကရဲလျက်ရှိသောလုပ်သားများကဖန်ခွက်တွင်ထည့်ပေးကြတယ်။အရက်မကြိုက်သောလူကြီးလူကောင်းအချို့မှာဘီယာအစားဖြော်ရည်ကိုထည့်ပေးရတယ်။ ဖြောရီဖန်ခွက်များကိုအထက်သို့မြှောက်ခါဖန်ခွက်ချင်းထိစေပြီးနောက်တောက်ကြတော့တယ်။ဘီယာနဲ့အရက်နဲ့စီဂရက်မီကိုတို့ကတခန်းလုံးသို့ပြန့်နှံ့နေတယ်။စင်ရသားများထမင်းနမှန်အောင်မစားရပုံ၊ကစုံဦးများစားရပုံ၊အဝူအစားဖူလုံအောင်မျှမရှိ။စောင်းအခါတွင်ကောက်ရိုးတဲ့ကွေးကြရရှာသည်တို့ကိုထိုပရိသတ်များစဉ်းစားမိကြမည်မဟုတ်ချေ။အသက်90ခန့်ရှိဦးဖုံကျော်ကား ညာဘက်လက်ကဘီယာခွက်ကိုကင်ထားရင်ပျော်မြူးရွှင်ပြနေပုံရသောပရိသတ်များအားကြည့်ရှုကာတပြင်းချလိုက်လေတယ်။တောက်စားကြရင်ပင်တထေးဥကြွားရဲ့ဂုံပုတ်ကိုဟော်ထုတ်ချီးကျူးစာပြူလာတယ်။ဘိုးဘေးစင်ဆက်အလိုတော်ကြီးသွေးပါလာဟန်တူတူတူကတထေးဥကြွားရဲ့ဒီလတမာရီအလှဒါနရရောပုံတို့ကိုချီးကျူးပြီးနောက်ကျွန်တော်တို့တထေးမင်းဟာကဘာစစ်ကြီးဖြစ်စဉ်က တထေးကြီးတူချံကငွေ9000စစ်စီရိတ်ကူခဲ့ဘူးတယ်။အဲ့ဒီတုန်းကလည်း TVS ဘွယ်တူးကိုရရှိခဲ့ပါတယ်။နောက်အရင်ကမင်းမြတ်ကြီးမှုပြီးတက္ကသိုလ်ကျောင်းအတွက်ကောက်ခံတုန်းကလည်းငွေ1000ထည့်ဝင်ခဲ့ဘူးပါတယ်။ကျွန်တော်များမျိုးမှာဒါဘာပွဲကျင်းပသည်ဖြစ်စေဘရင်မင်းမြတ်တိုင်းကလှည့်လည်သည့်အခါဖြစ်စေတထေးမင်းကိုယ်တိုင်ငွေကြီးစိုက်ထုတ်အကုန်ကြခံပြီးဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့်လည်း ဒီမျိုးကြီးဟာကျက်တီမင်္ဂလာအပေါင်းနဲ့ပြည့်စုံခြင်းဖြစ်ပါတယ်။ဒီလိုအရှင်အစိုးရမင်းတို့ရဲ့ဂျေဇူးသစ္စာတော်ကိုစောင့်တည်ယူသေးတဲ့အတွက်လဲ KIH ဘွဲ့ကိုယခုနှစ်ခုတွင်ကြီးမြင့်ခြင်းဖြစ်ပါတယ်။ကျွန်တော်များမှာမျိုးရဲ့ကျက်တီဆောင်ပုံကိုကြီးအတွက်ယခုလိုကြီးမြင့်ပွဲကျင်းပရခြင်းဖြစ်ပါတယ်။ကြွားရောက်လာကြသောပုံကိုများလဲကျွန်တော်များလိုအလားတူဝမ်းမြောက်ကြမယ်လို့မျှော်လင့်ပါတယ်။ဟုတ်၍အဆုံးသတ်လိုက်ရာ လက်ခုပ်အော်ပါတဲ့များဖြင့်ဆူညံရွေးသွားကြလေတယ်။ထို့အခိုက်တစုံတဦးကစပွဲပြီးမှမတ်တပ်ရက်လိုက်ပြန်လေတယ်။ပရိသတ်များမှ မတ်တပ်ရက်သူရှိရာသို့လှည့်၍ကြည်ကြတယ်။ဒါပွဲစားကြီးဦးဖုံကျော်ပဲဟု တီတိုပြောကြတယ်။ဦးဖုံကျော်ကအယံမြင့်မြင့်နှာရန်ပေါ်ပေါ်စူးရှာသောမျက်လုံးများမှ မြင့်မှန်တဲ့အကြောင်းလက်ရွေနေလေတယ်။နှုတ်ခမ်းမွေးမှာ စတာလင်ကိုဂုံပြိုင်မိခဲ့သူဖြစ်ရနေတယ်။ဥပုံကျော်ကစကားမပြောခင်ကပင် ပရိသတ်တို့အားဆွဲယူနိုင်သောတတ္တိရှိတယ်။အဝအစားမျက်နှာအမှုအရာက ပရိသတ်တို့ရဲ့စိတ်ကိုညှို့စေလေတယ်။ဘာများချီကျူးမလဲဟု၍နားဆွင့်နေကြဟန်တူတယ်။တတိမင်းရဲ့ဂုံဘုတ်ကို ခုနကမိတ်ဆွေချီကျူးပြောဆိုသွားပြီးပြီမို့ကျွန်တော်နောက်ထပ်အကျေချက်ရန်လိုမယ်မထင်ပါ။သို့ရာတွင် မိတ်ဆွေပုံမူချီကျူးဝမ်းမြောက်ဖွယ်ရာတရင်ကျူးတစ်ခုကို ပြောကြားလိုပါတယ်။ယခုတထေးမင်းကြီးကအသောအူရန်ပုံဝေမပြည့်စုံတဲ့ဒီမျိုးကအမျိုးသားចောင်းကြီးအတွက်ငွေတထောင်းမြို့စာကြီးပြည်ကတိုက်ကြီးဆောက်လုပ်လှူဒန်းရန်အတွက်ငွေ9ထောင်လှူဒန်းပါလိမ့်မယ်ခင်ဗျာ။ဤကဲ့သို့စေတနာထူးကိုကျွန်တော်များကအထူးကျေးဇူးတင်လှပါကြောင်း။ဥဖုံးကျော်စကားအဆုံးသတ်လိုက်သည့်နှစ်တပြိုင်နက် ရိသတ်တို့ရဲ့ဩဘာတန်မှာ နာပွင့်လူမတဖြစ်၍သွားလေတယ်။ဥဖုံကျော်ရဲ့စကားမှာခရားရေလွတ်တလို့တောက်လျှောက်တွက်လက်ဖြက်လက်စွာပြောဆိုခြင်းဖြစ်ရာတတိကြီးဦးကျော်မှာ ကြားဖြတ်ပြောလိုသောလက္ခဏာနှင့်ခေါင်းလှုပ်လှုပ်လက်ခါခါမျက်လုံးလေလေနှင့်ဖြစ်၍နေလေတယ်။ဥဖုံကျော်စကားဆုံးသည့်နေ့တပြိုင်နက်တတိဦးကျော်မတ်တပ်ရက်၍တစုံတရာပြောမိလောက်ရာဥဖုံကျော်ကအောင်မြင်သောအတန်ကြီးဖြင့် လင်းမြန်စွာမတ်တပ်ရရင်တထေးမင်းဌာနကိုကျွန်တော်များချီးကျူးခဲ့ပြီးပါပြီပရိသတ်အလဲကောင်မှာတထေးမင်းကထမှန်ဂတိပေးဖို့မလိုပါအားလုံးယုံကြည်ကြပါတယ်ယုံကြည်ကြလည်းမဟုတ်လားခမညာခုမေးလိုက်ရဦးကြွားမှလည်းစကားမပြောတာပရိသတ်များကလည်းယုံကြည်ပါတယ်ဟုဝိုင်းအော်ကြလေတယ်မိသည့်ပွဲလန်းတပင်မျိုးမဆိုပရိသတ်နှမျိုးနှစားရှိတတ်ရာတမျိုးမှာ ကျင်းနာသူများဖြစ်ပြီးတမျိုးမှာအကဲခတ်သူများဖြစ်ကြတယ်။ယခုဒင်နာပါတီ၌လည်းအချို့မှာကျင်ကျင်နာနာကြီးချီကျူလိုကြ၍လာကြခြင်းဖြစ်ရာအချို့မှာမူဘာရီပြောပြီးဘလို့ယူကြအောင်မလဲဟုအကဲခတ်ရင်းပါဝင်ကြသူများလည်းရှိ စပွဲတနေရာ၌တီတူပြောနေကြခြင်းဖြင့်အကဲခတ်သမားများဖြစ်ကြောင်းသိသာနိုင်တယ်။တစ်သက်လုံးအစိုးရမျက်နှာလိုမျက်နှာရလှုပ်လာတဲ့လူကြီးက အမျိုးသားကြောင်းအတွက်ဒီလောက်ရဲရဲရော်ရော်လုပ်ပါမလားဘယ်လုပ်ချင်မလဲဥဖုံးကျော်ကလူပါဗျပရိသတ်အလဲကောင်မှချီပြီးတုပ်ပြီးလှုပ်လိုက်တာပဲဘယ်ရမလဲဆရာတခါကကြောင်းအတွက်ငွေ90ထည့်ပါမယ်လို့ ပရိသတ်အလဲကောင်မှဂရီပေးတာလားနောက်ဘယ်မှရတော့လို့လဲဟုတ်တယ်ဗျဒီတခါလဲဒီလိုရှော်ရွတ်ရွတ်ဖြစ်သွားမှာပဲထိုးကဲ့သို့တီတူပြောဆိုနေကြခိုက်မှာပဲဥဖုံးကျော်က တထေကြီးဦးကျွာအနာတို့ ရောက်ရှိသွားလေတယ်။ဦးကျွာကဦးဖုံကျော်အားကြည့်ရှုကာဘင်းနဲ့ပွဲစားမယ်။ကျွန်တော်ဘာမှမပြောရပဲကလားဗျာ။ဦးဖုံကျော်ကပြုံး၍ဆွဲငင်လိုသောအမူအရာဖြင့်ကြည့်ရှုကာ"အိုးတထေမင်းကလည်းနောက်ခါလာနောက်ခါစီပေါ့။ဒီလောက်နိုးကြတဲ့ခေကြီးတဲ့မှာခုလိုဝန်ခံနေဆိုရင်တရင်စာတွေလည်းပါပြီ။ဘယ်လောက်နာမည်ကြီးလိုက်မလဲ။" နောက်မလုံနိုင်တော့ why me မဆဲကြဘူးလားပွဲစားကြီးရဲ့ဟိုစားပွဲရတဲ့ပုံကိုကြီးတူတော့ငွေတသောင်းဝဲရေဆက်ချလှူပြီးမှ ပြန်ထုတ်ပြီးသူ့ဟာသူသုံးသေးတာပဲတတိဥကြကတိုင်းပြည်အကျိုးရှိရာဘက်ကဂုံယူပြီးနောက်အစံတပြားတစ်ချက်မှသုံးရက်သူမဟုတ်သည့်အတိုင်းငင်၍နေလိုက်လေတယ်လူများမှာအရက်ဘီယာအတော်အတန်ဝါကြပြီးဖြစ်ဖြစ်ထမင်းပွဲကိုတစ်ခါဆက်ကြပြန်လေတယ် တချို့မှာထမင်းကိုကောင်းစွာစားနိုင်ကြ၍အချို့မှာထမင်းမစားနိုင်ကြတော့ချေအရဲအိုးတို့မှကလူတွဲ၍ပင်ထုတ်ယူသွားကြလေတယ်တို့ရာတွင်ခေကာလဒင်နာပါတီများမှဝန်ကြီးချုပ်များပင်အစိုးမနိုင်အောင်မူးယစ်ကြလေရှိသဖြင့်အထူးအဆန်မဟုတ်တော့တစတစလူစု꿰၍အငိမ့်စင်မှကြောင်နှစ်တန်ကိုကြားကြရလေတယ်အထက်တန်းကြသောပရိသတ်တို့က သမင်းစပွဲရွှေ၍အငိတ်ကာယာတို့လှမ်းရွှေကြည်နိုင်သောအခြားစပွဲတစ်ခုတို့ပြောင်းရွှေနေထိုင်ကြပြန်လေတယ်။နေပိုင်းဝန်ထောက်တဦးနှင့်မျက်နှဖြူရာဇဝတ်ဝန်တယောက်ပွဲစားဦးဖုံကျော်နှင့် အမျိုးသားကြောင့်ဆရာတဦးကစပွဲတစ်ခုတွင်မျက်နှချင်းဆိုင်ထိုင်မိကြလေတယ်။ထူစပွဲအနည်းရှိအခြားစပွဲတစ်ခုတွင်မျိုးပိုင်နှင့်အခြားဧည့်သည်များဝိုင်းဖွဲ့နေကြလေတယ်။စပွဲတွင်ဆက်မိဆက်ရာပြောဆိုနေကြရာနေပိုင်းကလည်း တိုင်းပြည်အုပ်ချုပ်ရေးတွင်တရားသူကြီးများအရေးကြီးကြောင်းကိုအင်္ဂလိပ်ဘာသာနှင့် ပြောဆိုနေလေတယ်။ရာဇဝတ်ဝန်ကြီးကလည်းတိုင်းပြည်ငြိမ်ဝတ်ပြည်ပြားရေးအတွက်ပလိမ်များကအရေးအကြီးဆုံးဖြစ်သည်ကို ပြောဆိုနေကြလေတယ်။ဦးဖုံကျော်ကမူကားမြမပြည်ကဲ့သို့တိုင်းပြည်အတွက်မှာလယ်သမားများသက်သာချောင်ရှိရန်အရေးကြီးကြောင်းလယ်သမားများအကြအတဲတွေကမြည်ပြီးအုပ်ချုပ်ရေးမျှတာရှည်စွာခိုင်မြဲနိုင်ဖို့မရှိကြောင်း အကယ်၍လေသမားများချက်တဲလာလျင်ပလိများလဲဘာမှတန်နိုင်မည်မဟုတ်ကြောင်းနှင့် ပြောဆိုနေလေတယ်။ဥဖုံးချုံမှာအင်္ဂလိပ်စကားကိုပြည်လက်သားတို့ကဲ့သို့လက်ဟန်ချေဟန်မျက်လုံးမျက်ခုံးနှင့် ပြောဆိုနေရာ စကားအထိပယ်လေးနက်သည်မလေးနက်သည်ကိုပဒါနာမဟုတ်ပဲအတန်အတွက်လေးယူလေးထားကောင်းလာသဖြင့်အင်္ဂလိပ်စကားတံများကဥဖုံးချုံအားပုံမူဂယုဆိုင်ကနားဆွင့်နေကြလေတယ်။ဥဖုံးချုံပြောသူတာက ဆင်းရဲသားတွေတောင်းကျမ်းလာရင်ပလိတ်တွေဘာမှမတတ်နိုင်ဘူးလို့ဆိုလိုခြင်းမသလားရာဇဝတ်ဝန်ကမခံပြုံးပြုံးလျက်မေးမြန်းရာဥဖုံးကျော်မှာចောင်းသားလူငယ်အချင်းချင်းရဲစရာ ပြောတဲ့ကဲ့သို့ yes ဟုပြုံးရဲခြင်းအဖြေပေးလေတယ်ဒီနေ့အထိကျွန်တော်တို့ကိုတောင်းကျမ်းပုံကံဝင့်နေသူမပေါ်သေးပါဘူးဒါကတော့တိုင်းပြည်အကူအညီရတယ်ထင်လို့ပေါ့ဗျာမရဘူးဆိုခက်တာပေါ့မင်းနဲ့လုံနိုင်မလဲ လုံနိုင်ပါပြီလားဗျာခမရတို့ကိုမကြေနပ်ရင်ချောင်းမြောင်းတက်ဖြတ်ပလိဌာနအတင်းဝင်စီးမိနေရှူတဲ့အထိဖြစ်နိုင်တာပေါ့ခမရလည်းအင်္ဂလိပ်လူမျိုးပဲအင်္ဂလိပ်ပရိရဲ့နားလည်မှာပေါ့အင်္ဂလိပ်ဟာဘယ်နည်းနဲ့အုပ်အုပ်လူစုဝေးမှာကာကွယ်ပေးတယ်ဆိုပြီးအရက်ကမကြေနပ်လို့ပေါ့ဗျာဒါရှင်ပလိရှိဖို့လိုတယ်ဆိုတာတော့ခမရဝန်ခံတယ်ပေါ့ဟုတ်ကဲ့ကောင်းတဲ့ပလိရှိဖို့လိုတာပေါ့ ဒါပေမဲ့ကျွန်တော်တို့ဗမာပြည်မှာတော့ပလိမရှိလဲအရေးမကြီးလှပါဘူး။စူပောင်းဦးဖုံးကျော် ပလိအကူကြီးကနောက်မှရရနေလို့ပေါ့ဗျာ။ဥပမာရွာတရွာဓမြတရော့ဆိုပါတော့ချက်ချင်းအကြောင်းကြားလာရောအဘိုးလဲနေရတာနဲ့လက်နက်ပြင်ဖင်း၌ကောင်း၌လို့အပေါက်ထန်းလုံနေရတာနဲ့ဓမြတွေထွက်ပြေးပြီးတည်ရမောအိတ်နေတော့မှရွာကိုရောက်သွားကြတာပါပဲ။ ဦးဖုံးကျော်ကစကားပြောရင်းအတန်ထွက်ရဲလိုက်လေတယ်။ဒေကာပရိသတ်တို့လည်းသဘောကျလှသဖြင့်ကူ၍ကျေလောင်စွာရဲပေးကြလေတယ်။ရာဇဝတ်ဘုံကမျက်နှာများနီး၍သွားလေတယ်။အယသားကပလိကိုညှင်းနိုင်နေဆိုရင်တော့ခမရစကားကိုရုတ်သိမ်းစီလိုပါတယ်။ကျွန်တော်ဒီလိုမပြောရပါလား။မကြင်နဲ့ရင်သာပြောတာပါ။မကြင်နဲ့ရင်လည်းဘာလို့ကျွန်တော်တို့ကိုရံပြုတ်နိုင်မှာလဲ။ဖြစ်တတ်တာကိုပြောတာပါ။ အကင်းပါသောနေပိုင်းဝန်ထောက်ကဥပုံကျော်ကဲ့သို့လူတယောက်ကအလျှော်ပေးမိလင်းမဟုတ်မင်းမှန်ကလပ်ဖြူမှန်တက်နေသောရာဇဝတ်ဝန်ကလည်းဒေါ်ပွားနေပြီဖြစ်ရကားအခြားစကားများကို လွှဲပြောဆိုခြင်းဖြင့်ဒေါ်သာအခိုးအငွေများကိုဖျောက်ဖျက်လိုက်လေတယ်။အင်းင်းလူပြက်ပြက်လုံးကြောင့်ပွဲကြည့်တို့အော်ဟဲဟားတိုက်တန်ကလည်းကလပ်အတွင်းကလူများအားအာယုံပြောင်းသွားစေလေတယ်။ဥပုံကျော်နဲ့ရာဇဝတ်ဝန်တို့တထေးဦးကျွမ်းရဲ့ဒဏ္ဍာပါတီပဲ။ ကတောက်ကဆဖြစ်ကြသည်ဟူသောတည်းမှာမြို့တွင် အထက်တန်းကြသူများရဲ့နားသို့ ပေါကြသွားလေတယ်။ဥဖုံကျော်ရဲ့အင်္ဂလိပ်ရုပ်နှင့်တကွအင်္ဂလိပ်စကားပြောဆိုပုံတတ္တိကောင်းပုံတို့လည်းထတ်တူချီးမွမ်းနေကြလေတယ်။တို့ရာတွင်ခုနှစ်ရက်ခန့်ကြာလျင်ထိုတည်းများငြိမ်၍သွားပြီးနောက်တတိဥကြွားကအယောင်ပြောင်းလက်သောကားတစ်စီးဖြင့်ရှားစဘုတ်ဝန်ကြီးစီသို့ရောက်ရှိလာကတစုံတရာကိုအရေးတကြီးတိုင်ပင်၍နေလေတယ်။ ဦးကြွားကားများစွာတုံလုံနေဟန်ရှိတယ်။မဖြစ်နိုင်ပါဘူးဦးကြွားမြို့လေကောင်မှဘယ်နည်းဖြစ်မလဲ။သူတို့ကလူ20ထက်မနည်းလက်နက်တွေနဲ့ဦးကြွားကလက်ထဲကစာကလေးကို တုံတုံရီရီနဲ့ပြန်ဖတ်နေလေတယ်။ဦးကြွားယနေ့ခမားတိုက်သို့လာပြီးငွေ200တောင်းမီအသင့်ထားလိုက်ပါ လူ20ထက်မနည်းလာမှာကြောင့်ပလိတ်တိုင်ပေမဲ့ကျွန်တော်တို့ကယူမဆိုင်လက်နက်အပြည့်အစုံပါသည် ခမရအသက်နှမျောလျင်ဘသူမှမတိုင်ပဲငွေ2000နဲ့အရန်သင်းစောင့်နေပါ12နာရီတီတီလာကြမြည်ဓမြပူဒါဟာတသက်ချက်တာပါခမရစိုးရရင်ကျွန်ုပ်နဲ့တကွပလိဌာနကရာဇဝတ်အုပ်တွေပါခေါ်ခဲ့ပြီးလာဆောင်နေမယ်ကျေးဇူးပါပဲလုပ်ပါအောင်ဝင်မယ်ကာလကတောင်းကျမ်းပါပြီနဲ့ရာဇဝတ်ဘုံကပြုံးရွှေ့ကြည့်နေလေတဲ့ဦးကြွားကနဖူးရင်ချွေးများစုက ြာပြာတလဲထွက်ခွာရွေသွားလေတယ်။ဥကြွားရဲ့တိုက်ကတစ်သားတကားအပြင်တန်တိုင်များလည်းရှိသေးတယ်။ဝန်းချံကလည်းလုံခြုံတယ်။အခိုင်းစီလုံသားတို့လည်းလူ20ကျော်အိမ်ပတ်ပတ်လေးတွင်နေထိုင်ကြတယ်။ဒိုနေညာစေနာကြီးခန့်တွင်ကဥကြွားနဲ့ရာဇဝတ်ဝန်တို့မြင်းမြလျှို့ဝှက်ထားတော်လဲထိုးတဲ့င်းပေါက်ကြနေလေတယ်။မြို့ထဲမှာဝမ်းနေသူ၄ပုံ၃ပုံခန့်နဲ့ဝမ်းသာမိသူ၄ပုံ၃ပုံခန့်ရှိရာ အငယ်ပြည့်ပလိများက ကိုဖိရင်ဖိမကူညီလျင်ဥကြွားမှာရေတိမ်တွင်နစ်မြီဖြစ်ချေတယ်။ရာဇဝတ်ဝန်ကြီးဝန်ကလေးနှင့်ပလိအမှုရမ်းများရာဇဝတ်အုံများကစေနာ၏ခွဲခန့်အချိန်ကပင်ဥကြွားရဲ့အိမ်သို့ရောက်ရှိကာတဏီယာမှချောင်းမြောင်းနေကြလေတယ်။ဥပုံကျော်မှာကိုပိုင်ချောင်းလုံးပြူရှိပြီးဥကြွားရဲ့လူယုံတူလည်းဖြစ်တယ်။ဆန်စပါးပဲပြောင်းတပေါင်းနှစ်ပေါင်းဖိုးကို အခါမပြတ် ရန်ကုန်ဥဖိုးကျော်၏ပွဲစားများထံပို့နေရသူ ဖြစ်တယ်။ဥဖိုးကျော်ကတကလက်လုံးကွင်းခေါင်းစုပ်အုပ်ထုပ်ရှက်အင်းကြီးလက်ရှိနှင့်ခြောက်လုံးပြူခါထိုလျက်ရာဇဝဝန်ကြီးအားစီးကြိုနှုတ်ဆက်နေလေတယ်။ဘယ်နဲ့လဲဥဖိုးကျော်ပလက်ရာအကူအညီရတယ်မဟုတ်လား။မှန်ပါတယ်။ကျွန်တော်အရင်ကပြောခဲ့တာတွေတောင်းပန်ပါတယ်ခင်ဗျာ။မကြမီလူချင်းခွဲ၍မှောင်ရှိတ်ွယ်ကြတယ်။ ဥပုံကျော်မှာဥကြွနဲ့မလန့်မကန်းအခန်းတစ်ခန်းမှနေရန်ပြောဆိုပြီးနောက်၁၇နာရီခန့်တွင်ငြိမ်၍နေကြလေတယ်။တအိမ်လုံးမှာအသက်အတန်မပြူကြပဲမိများမိတ်ခါအရေးအခင်ကိုနားဆွင့်နေလေတယ်။ကာကီပေါင်းမီ ပလေယူနီဖောင်းနဲ့ခြောက်လုံးပြုကင်ထားသော ပလေအရာရှိတဦးကဥကြွအနားသို့ရောက်လာကပစ္စည်းတွေကိုမိခံတကြတယ်မထားနဲ့အရေးဆိုတာမသိဘူးဒီတော့ဗီဒီယိုပေါ်မှာထား ရွေးတဲ့နေရာကိုပစ္စည်းထားမှဓမြမရှာပဲကြံရစ်မယ်။တီတိုပြောဆိုပြီးနောက်စိန်ရွှေငွေဆက်ကို2000ဖိုးခန့်ကိုပြောင်းရွှေ့ထားကြလေတယ်။ပလိအရာရှိလဲမိမိချောင်းရမယ့်နေရာသို့ထွက်ခွာသွားလေတယ်။လူများမှာအသက်ပြင်းပြင်းမှမရှိဘဲတနာ yı ခန့်ငြိမ်၍နေရာ12နာရီထိုးရွေ့သွားလေတယ်။ထိုအခိုက်ခရယာတန်တုံးခေါက်တန်အော်ဟစ်တန်တို့စူညံရွေ့သွားလေတယ်။ တပါပြတ်တကယ်သို့အော်ဟစ်ကြသောအတန်ထဲမှမိမိဟုသောအတန်ကိုကြားရရာ ပလိမ့်များမှတွင်အောင်ပုံမလုံနိုင်တော့ချေ။ကောင်းငင်တစ်ခုလုံးလဲမိအောင်ဖြင့်ထိန်လင်း၍နေလေတော့တယ်။မြို့ရွာတွင်မိလောင်လျင်တောကြောင်များအတွက်ဆိုရင်ရသောကြောင့်ရှားစဘုံနှင့်တကွပလိအားလုံးမိလောင်ရာသို့ထွက်ပြေးကြပြန်လေတယ်။ရှားစဘုံကြီးရောက်လာသောအချိန်၌ကပလိတန်လျာတပိုင်းတစလောင်ကျွမ်းနေသည်ကို အယံမီသက်အဖွဲကနှိမ့်တိုက်ပြီးနိုင်နှင်းသွားတော်လဲရာဇဝဝန်ကြီးအိမ်မှာမီးလုံးအားကောင်းလှ၍ဘေးအိမ်များသို့မကူးရန်ကာကွယ်၍နေကြရလေတယ်။ဥကျွားရဲ့အိမ်၌လဲပွဲစားကြီးပွဲစားကြီးမရှိတော်ဘူးဟုဥကျွားရဲ့ငိုမဲ့တန်နဲ့ပြောလိုက်သည်ကိုကြားရသဖြင့်မိများလင်းထရာသို့ဥဖုံကျော်ကထွက်ခဲ့လေတယ်။ပလိအရာရှိကဒီမှာထားဆိုတာအခုမရှိတော်ဘူး။အိုး ခမရကျွန်တော်ကိုဘာလို့မပြောလဲဒီကောင်ဟာလူစိုးဖြစ်မှာပဲပလိယောင်ဆောင်ပြီးခမရကိုခိုင်းတာပဲအเจ้าတီတော်တထေးကတော်ကြီးကအိမ်နီးချင်းမကြောက်အောင်ကြိတ်၍ငိုကြွေးနေလေတယ်ခဏရက်ခန့်ကြာသောအခါအမျိုးသားចောင်းဝင်းတွင်အုပ်ပုံများမြင်ရပြီးနောက်ပွဲစားကြီးဥဖုံကျော်လဲရန်ကုန်သို့ပြန်သွားလေတယ်မိတ်ဆွေကြီးလူကြည့်ပြီးမှ အပြောကြီးရတယ်မိတ်ဆွေရဲ့မြို့မှာ ကျွန်တော်နှစ်တပည့်ပေါင်းနှစ်ယောက်တည်းစီမံခဲ့တယ်။တပည့်ကမီးရှို့ဆရာကတထေးတူစီကငွေယူဟန့်မကြဘူးလား။အခြားလူများအားထင်ကြီးနှင့်မဖမ်းပါနဲ့။ပွဲစားဖုံးကျော်အမိခံစောရတပြင်းရန်ကုန်။ရာဇမှုဘုံကစာရွက်ကလေးကို အစိမ့်စိမ့်အမွားမွားဖြစ်အောင်စုပ်ချေ၍ပြစ်လိုက်လေတော့တယ်။ဒူရီယာမဂဇင်းမက်လ1939ခုနှစ် နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။